န်စားခဲ့ရတဲ့ပြည်အောင်စုအစင်းစစ်ချုပ်ရုံးဝန်ထမ်းများအတွေ့ဧပြီလ23ရက်မနက်ပိုင်းမှာမြန်မာတရုတ်ချစ်ကြည်ရေးအသိဥက္ကဋ္ဌဦးတင်ဦးနဲ့အလုံးမှုဆောင်အဖွဲ့ကအလူငွေကျပ်သိန်းတရာမြန်မာတရုတ်ချစ်ကြည်ရေးအသိဒုတိယဥက္ကဋ္ဌများဖြစ်ကြတဲ့ဦးရှင်ဖူးခေါ်ဦးခင်ဦးကငွေကျပ်သိန်း90နဲ့ဦးစွန်နိုင်တဲ့ Supreme Company ကငွေကျပ်သိန်း90ကိုထောက်ပံ့လှူဒါန်းခြင်းကိုပြည်အောင်စုအစင်းစစ်ချုပ်ဒေါက်တာခင်နိုင်ဦးနဲ့တာဝန်ရှိသူများက ပြည်အောင်စုစင်းစစ်ချုပ်ရုံးရမ်းများခန့်မှမှလက်ခံရယူပါတယ်။အဲနောင်ပြည်အောင်စုစင်းစစ်ချုပ်ကပြည်အောင်စုစင်းစစ်ချုပ်ရုံးငရင်တန်တဲ့ဝန်ထမ်းများအတွေ့အလူငွေပေးရလူရန်ကဲရဲ့အလူရှင်များကိုကျေးဇူးတင်စကားပြောကြားပြီးဂုဏ်ပြုမှတ်တမ်းတော်များပေးအပ်ပါတယ်။အလားတူအေဗီလာ19ရက်နေ့မှာအစင်းမြင့်အစည်းအဝေးတွင်စင်းစစ်တန်တန်းချောင်းရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ ီတော်စုစင်းစစ်ချုပ်ရုံးဝန်ထမ်းများအတွေ့အလွန်ဝေးများပေးရလူရန်ခဲ့ကြတဲ့ဝါနေဆပွဲရအသိမ်းမြန်မာနိုင်ငံလက်မှတ်ရပြည်သူစည်းရင်းဂိုင်များအသိမ်းမြန်မာနိုင်ငံစီးပွားရေးတက္ကသိုလ်ပွဲရများအသိမ်းမြန်မာနိုင်ငံစည်းရင်းဂိုင်များအသိမ်းစည်းရင်းပညာရှင်အသိမ်းများစည်ရင်လုပ်ငန်းလုပ်ကင်သူများနဲ့စေတနာရှင်ပြည်သူများကိုကွန်ပျူတာမှတ်တမ်းများပေးအပ်ခြင်းအခမ်းအနားကိုလည်းဒုတိယအစင်းစစ်ချုပ်မြန်မာနိုင်ငံစင်းကောင်စီဒုတိယဥက္ကဋ္ဌအတက် ဒေါ်နိုင်သက်ဦးတက်ရောက်ပြီးအလူရှင်များကိုကျေးဇူးတင်စကားပြောကြကောင်ဂုံပြူမတန်းတော်များပေးအပ်ခဲ့လို့တရင်ရရှိပါရဲ့ရှင်။